အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ဆရာမကြီးခင်နေယူရဲ့လေးကျုံမြင့်မောတောင်ချက်ပုံဆိုတဲ့ဝတ္ထုတော်လေးကိုဖတ်ပြပေးကြပါတယ်ရှင်လေးကျုံမြင့်မောတောင်ချက်ပုံပထမသားဦးကိုဝင်ရှိစားကကိုဝင်မောင်ဘာလို့ဒီကို သူနာမလဲသူကိုဝင်ရှိသည်ဟု ဖွင့်ပြောလိုက်ကြတဲ့ကသူတို့အိမ်နောက်ဖက်ချန်စီယိုနဲ့ကရွေးအုံးပင်သုံးပင်ကိုဝင်မောင်ကဆိုင်သည် ဦးအောင်ကြီးတို့အုံချမ်းမှာပြုံးအောင်သုံးပင်ရသည်ကိုဝန်းမအလုကရန်ကုန်မှငချောက်ကုန်းတဲများကိုအင်းများတွင်ငချောက်ပေးပေးသောကိုစလဲဖြစ်သည်အင်းမရွာတွင်အခြေဆိုင်ကလေးကပေ80ပေ100မြေကွက်ကလေးသူတို့နှစ်ဖက်မိပါပမာရသည်အင်းမသည်ကားလမ်းဖြင့်ကြောင်ကုန်းထိပေါ၍ရေလမ်းဖြင့်ပန်းကျွန်တော်ကိုရောက်သည် ကိုဝန်းမအလုံးနှင့်အုံပင်ဆိုင်သည်နှင့်ဘာမှမဆိုင်သူသည် ကိုဝင်းမောင်ကိုဘာမှမမေးအင်းထဲမသွားတော့ခါစိတ်ပြေလက်ပြောင်းအောင်ပင်ဆိုင်သည်ဟုဝဲချင်သည် အမေကိုပြောမိသည်ကိုဝင်းမောင်ဘာလုပ်တာလဲမသိဘူးမေကျမကမေးတော့တောက်ရတဲ့အချိန်မှတဲ့ကျမကိုဝင်းရှိတယ်ပြောပြီးနောက်နေ့အောင်ပင်ဆိုင်တာပဲအမေကရှင်းလဲမှခစ်တာလာလေတော့ကသူဒီလိုပဲပြောမိသည်အောင်တပင်ဆိုင်တာလင်းတယောက်ရတာနဲ့အတူတူပဲဟု အမေကပြောသည် တာဦးလေးမွေတော့ကိုဝန်းမဝန်းသားအာရအော်ဟစ်တီမာကြီးရေငါသားမျက်နာကကြည်လင်းနေတာပဲကြည်မောင်းလို့နာမည်ပေးမယ်တာဦးကလေးကလည်းသူ့အသက်20ကျော်ရွယ်အင်းအားကောင်းတော့နှုတ်ထွက်ကောင်းတော့မွေရည်လားမသိဖွင့်ဖွင့်ဖြူဖြူထွားထွားကြီးဖြစ်သည်အင်းနဲ့ကပြန်လာချင်းဘလို့ပဲနောက်ကြနောက်ကြနောက်ဖေးရည်တွင်မှရည်ချိုးရင် အုံးပင်ကိုရည်လောင်ရသည်သွားကြရမရှိလဲကိုဝင်းမောင်မမှန်ရည်လောင်သည် ုံးနှစ်အောင်လဲရှိတယ်။ငါကဝမ်းမလို့သုံးနှစ်အောင်ကိုမကြိုက်ဘူး။ငါနှစ်အောင်အုံကြီးပဲကြိုက်တယ်။အုံပင်လေးတွေခါလောက်မရှိတဲ့ရှိမှ။ตาကနှစ်နှစ်ထဲဝင်လာသည်။မာကြီးနောက်တစ်ယောက်ကိုဝန်လွေရပြန်သည်။ဒီတစ်ခေါက်ကလေးရှိချောင်းပြောတော့ကိုဝန်းမအောင်မျက်နှာဝင်ပါသွားပြန်သည်။ငါตาကြီးအဖော်ရပြီပေါ့ဟုဆိုသည်။အင်းမချောင်းဘက်ထွက်သွားပြန်သည်။အပြန်ကျအစ်ပင်သုံးပင်နဲ့ပြန်လာသည်။မာကြီးတရင်ပြီစမ်း မကြီးကနားမလဲတရင်ကိုယူက ကိုဝင်းမောင်ရှိရာအိမ်ကောင်းရင်ဘတ်ဆင်းလာသည်ဘာလို့မလို့လဲဒီမှာလေပန်တပုကမျိုးမန္တလေးရင်ခွဲတရတီသုံးပင်ဆိုင်ရမယ်နောက်သားအထိတ်မှကိုဝင်းမောင်ကတစ်ပင်ဆိုင်ဖို့အမြင့်ချင်းတူနေသည်တရက်ပင်ကနေရာယူတော့ကြပေ20လောက်စီခွာ၍ဆိုင်သည်ဒါသည် သူတစ်ပင်ဆိုင်ရာစီတို့ပြေးလာကြသည်မကြီးက ကိုဝန်းမောင်စိုက်ထားသောတရပင်များကိုမြေကူး၍ဖိုပေးသည်။ကဲမြေကြီးတွေပေးလို့ရေချိုးလိုက်ဦး။သူရေချိုးဖို့ရေတွင်ရှိရာဘက်ကိုသွားတော့တားကအုံးပင်များနားမှရှောက်ကားလိုက်လာသည်။မကြီးကြီးစမ်းဟိတ်အုံးပင်တွင်ကတားရက်ထဲမြင့်သွားပြီ။အင်းမကရေမြေကောင်းသည်။ညဝကျုံပေါ်ဆိုတော့မိုးကလည်းကောင်းသည်တရက်ပင်လေးတွေအလုံးရှင်သည်မကြီးတို့မှာမြို့သူတွေလိုမဟုတ် ကိုဝင်ရှိခြင်းအထူးတလဲလေ့ကျင့်ခန်းလုပ်ရမလို့အင်းကိစ္စလုပ်ပြီးလင်ရေတွင်းမှရေငင်းကတရက်ပင်အုံးပင်များကိုရေလောင်းပေးသည်ဒါကြောင့်လာမသည်ဒုတိယသားကိုမကြီးရှော့ရှော့ရှူရှူမွေးသည်အောင်မလီငါမှသားတွေနှစ်ယောက်တောင်းသားကြီးရေမင်းဖို့ညီလေးရပြီကိုဝန်းမောင်ကဒုတိယသားကိုပွေချင်ဝန်တာအာရပြောသည်ဒုတိယသားကိုတော့တင်မောင်းဟုအမည်ပေးသည်တရက်ပင်က အုံးပင်လောက်တော့အကြည့်မမြန်။ဂျာပေမဲ့တန်သည်။မကြီးကတော့ထင်သည်။တားကြီးချီမောင်ကအုံးပင်လို့ရှိရှိထွားထွားဖြစ်၍တားငယ်ချင်မောင်ကတရက်ပင်လို့ကင်းတူတူကြမ်းကြမ်းခိုင်ခိုင်ဖြစ်လိမ့်မည်ဟုထင်သည်။ဂျာပေမဲ့တားငယ်လန်းလျှောက်တဆာကစား၍နည်းနည်းချူချား၍ပိန်ကတားကြီးကဝါတုတ်တုတ်ခိုင်ခိုင်ကြီးဖြစ်သည်။ကဲကိုဝင်းမဒီတစ်ခါဘာပင်ဆိုင်မလဲ။ကျမကိုဝင်းရှိပြန်ပြီ။ တတိယတာကိုဝင်ရှိတော့မကြီးကကြိုတင်မေး၏မကြီးသည်ယခုလိုအတိုင်းသာဆုံးနှစ်နှစ်တရာမှမှန်မွေးသွားမည်ဖြစ်သည် အသက်40သွေးဆုံးမည်အချိန်ထိများယခုနှောင်းအတိုင်းမွေးလျင် အနည်းဆုံး10ရောက်တော့မကြီးအေးအေးလေးမွေးနိုင်သည်ကိုဝမောင်ဒီတခါတော့မဦးပင်ကပြန်လာတော့ပန်းပင်သုံးပင်ယူလာသည်လာဟေးမကြီးတရင်ယူခဲ့ဒီတခါအိမ်ရှိမှာစိုက်မယ်ဘာပင်တွင်လဲ ကန့်ခေါ်ပင်တွင်လေပန်းပင်ဆိုင်ရင်တော့မင်းကလေးမွေးလိမ့်မယ်ချင်တယ်ညီတူးဆွနေသောကိုဝင်းမောင်နာမကြီးကခြံ၍ပြောပြနေသည်အင်းရှိမှတန်းစီ၍ဆဲပေးစီလောက်ချာကစိုက်သည်ငါအိမ်မှာငါသားရီသမီးရီနဲ့တီးပင်စားပင်ပန်းပင်တွေဝင်နေရမှာပေါ့ကိုဝင်းမောင်ဤမြေတူးတီလက်က သွက်လက်အာတန်လာသည်မကြီးနမိတ်ဖတ်တလုံးကြကြရကလေးကသမီးလေးဖြစ်သည်ကျမဝန်တာလိုက်တာကိုဝင်းမောင်သားရီရလာတော့အားရှိပါရဲ့ အခုသမီးလေးကကျမအဖေါ်ကျမအိုရင်ကျမသမီးလေးကကျမအနာနီမှာသမီးလေးကလည်းဖြူဖြူထွားထွားကြီးပါပဲအရွယ်ကြီးလာတော့တာကြီးကအသားအနေငယ်ညိုသွားသည်အသားလက်သည်ပိန်တီကလွဲ၍ဖြူဖြူရှိရှိသမီးကတော့ဖြူလဲဖြူဝဝတုတ်တုတ်လေးမိန်းကလေးဆိုတာချောမှလှမှဟုသမီးကိုကြည့်ရင်မကြီးကဒွေသည်ဒီတစ်ခါတော့သမီးလေးဖြူ၍မကြီးက သူကိုယ်တိုင်အမြည်ပေးသည်မကြီးမုံနဲ့ ကိုဝန်းမောင်တစ်ပင်များရေလောင်ချိန်မကြီးရေငင်ချိန်များတွင်သားတို့သမီးတို့ပြေလွှာကသူတို့နောက်မှလိုက်ကြသည်မြေကြီးနှင့်လူအောင်သားနှစ်ယောက်စော်တက်သည်မကြီးမုံနှစ်ခါလဲတော့ကိုဝန်းမောင်ကသားကြီးကြီးမောင်ကိုရာမူလရန်ကျောင်းကို ပို့ရသည်ပထမကျောင်းသွားသည့်နေ့ကသားကြီးကြီးမောင်အတန်ပြဲကြီးနှင့်အောင်ငုံနေသည်ကိုမကြီးကအမြဲလိုလိုတတိယနေသည် နောက်တော့လဲကျောင်းမမှန်တက်သည် ငှချောက်ပေါ်ချင်းအင်းထဲဆင်၍ငှချောက်များသိမ့်ပြီးကိုဝန်းမအောင်ရန်ကုန်ပို့ရသည်သူအပြန်သားသမီးများအတွက်အဝတ်အစားစားအုပ်ကစားစရာတွေတပိတပိုက်ချီဝဲလာသည်မချေးမျက်နှာမြင်နိုင် အမေရှိလဲမှလာ၍စောင့်ပေးပေမယ်စထုတ်ထမြောက်ကလေးကြတော့အမေမလာနိုင်ပါအမေမမာ၍ဖြစ်သည်စထုတ်ထကလေးကိုဝန်းရှိတော့ကိုဝန်းမအောင်စပယ်ပန်းတွင်မြေမြောင်းဖော်၍စိုက်သည် အပင်ကိုတရားလောက်ရှိမည် အခုကလေးကဗာလီမွေးမှမသိဘူးမိန်းကလေးမွေးရင်တော့မစပယ်လို့မှတ်ရမယ်မကြီးကမစပယ်လို့အမည်ပေးခြင်းပဲမယ်စတုထကလေးမှာသားလေးဖြစ်၍ကိုဝန်းမောင်ကမောင်ဆန်းမောင်ဟုအမည်ပေးသည်သားရသည့်အချိန်မှအဖြစ်တပြေပင်ကိုမောင်ဆန်းမောင်မွေးပြီးမှသုံးပင်ချဆိုင်သည်ချီမောင်တင်မောင်ဆန်းမောင်သားက၃ယောက်သမီးကမချီမောင် မောင်ဆန်းမောင်မီရင်ထဲမှာမကြီးအမေဆုံးသွား၍ရေလဲကိုမကြီးမသွားနိုင် ကိုဝန်းမောင်ကသွားရောက်တကြိုသည်တာကြီးချီမောင်လေးတန်းအောင်တော့ကိုဝန်းမောင်ကပန်းကျွန်တော်ကိုပို့သည်တားငယ်သေး၍မကြီးကမခွဲခြင်းဒါပေမဲ့ကိုဝန်းမောင်အကိုရှိနေ၍သူစိတ်ချလိုက်ပါသည်တားရိစာကြိုးစားကြ၍မကြီးမုံကစာချက်ပြင်သည်မိန်းကလေးပဲအိမ်မှုကျွမ်းကျင်ဖို့လိုတယ် ကျမသမီးစာမတော်ရင်လည်းနေပါစေ လို့မကြီးကပြောပေးမယ်။ကိုဝင်းမောင်ကတော့သူ့သမီးကိုကြောင်းစီရမှဖြစ်စေခြင်းသည်။ကိုဝင်းမောင်မျောမန်းတယ်လို့မဖြစ်လာပါ။မကြီးမုံသည်ပညာမဆုံးခင်ကြောင်းထွက်ကလင်းနောက်လိုက်သွားသည်။အငယ်ဆုံးစမ်းမောင်ကိုပါသူ့အကိုများနီတူအချက်တန်းရောက်တော့မအူပင်ကအကိုဖြစ်သူထံပို့ရင်ကိုဝင်းမောင်ကစာတင်ကြစေပါသည်။တားချီချီမောင်နဲ့တင်မောင်ကတက္ကသိုလ်ရောက်၍ ကြီးမောင်ပင်အင်ဂျင်နီယာနောက်ဆုံးနှစ်ယောက်ပင်ဖွဲ့ဖွဲ့လို့ပွင့်နေသောကန်ကော်ပင်အောက်တွင်မကြီးကထိုင်ရင်တမင်းကြီးမုံကိုတည်ရနေသည်ကိုဝန်းမောင်ကိုကြည့်ရတာရခင်လိုတော်တော်လန့်လန့်မရှိမိခင်ပြတူသူထပ်ပင်တမင်းလင်နောက်လိုက်သွားသည်ကို စိတ်ထိခိုက်နေပုံရသည်မကြီးအနာကိုကိုဝန်းမောင်ကလာထိုင်သည်မကြီးသည် သူ့တမင်းအကြောင်းစကားစားဖို့စဉ်းစားနေသည် မနေ့ကပဲမအူပင်ကကိုဝန်းမောင်အကိုကိုတန်အောင်က မချင်းမုံကိုယောက်ျားလေးဖက်ကမိပါများကပြန်လဲအနံ့မှမီလက်ခံမှာဟူဥအောင်ကြီးမှတဆင်စကားဆိုလာသည် သူကတော့မိခင်ဖြစ်လေတော့သမီးလေးပါသွားပြီးနောက်အပြူပြန်ဖြစ်တော့မှမဟုတ်ပဲမိသားဖာသားပြီးပြီးအနံ့ဒီကိုပဲလက်ခံခြင်းသည် ကိုဝင်းမောင်သဘောမတိရသေးဘူးကိုဝင်းမောင်ကိုဝင်းမောင်ဒီမချင်းခေါ်နေသည်ကိုပါဇက်နဲ့မချူမျက်လုံးနဲ့မဲဘာကိစ္စလဲဟူမင်းနေပုံရသည် မကြီးကအတူချုံ၍ကိုတန်းအောင်ပြောသည်ကို ပြန်လဲပြောပြသည် ကိုဝင်းမောင်ကမလှုံခေါင်းပေါ်မော့ကြည့်လိုက်စမ်းမကိုဝင်းမောင်ကိုဝင်းမောင်ကမော့ကြည့်သည်တမီးမွေးတို့ကစိုက်တဲ့ကန်ကော်ဗင်အောင်ပွင့်ပြီပဲခုမကုံလို့ဖောက်တဲ့တောင်ပေးနေရပြီတမီးလည်းအချိန်တန်တော့ယူသွားတာပေါ့အေးလေမိသားဖသားပြီးပြီးတောင်းရန်ယူဖို့မစီစဉ်တက်တာတော့တမီးမလိမ်မာတာပေါ့ကိုအောင်ကြီးတို့ကလည်းယောက်ျားလေးရှင်နဲ့တည်တယ်လက်ခံလိုက်ပါတဲ့ မင်းတဘောပဲကြိလုတ်ပြီးတော့ကိုဝင်းမအောင်ပြောရမှထားသွားသည် အနောက်ဖက်ကောင်းကင်ကုန်းနောက်ခံချာ၍အုံးလက်များရင်းနေကြသည်ကိုမချင်းငေးကြည့်ရင်ကျင်းရသည်မချင်းမုံကိစ္စပြီးသွားတော့ကိုဝင်းမအောင်အိမ်ရာပေါ်လဲသွားသည်ညီသူများကိုဝင်းမအောင်ဂျာလောက်စိတ်ထိခိုင်းမည်မထင်တာကြီးဝဲယူမည်နှစ်မှာပင် ကိုဝင်းမအောင်ကွယ်လွန်ခဲ့သည်တာကြီးဘွဲတစ်ခုရသွားသည်ကို ကိုဝင်းမအောင်တီးသွားပေမယ့်ဘွဲယူဘွဲကိုတော့မတန်းရပါဘူး မချီးကလည်းမျက်ရည်ဆက်လက်နဲ့တားပွဲယူပွဲကိုမတက်လို့ဟုဆို၍ကိုတန်းအောင်တို့လီမရဘဲပွဲနှင်းသပင်ပွဲကိုလိုက်သွားကြသည်ငါကတော်သာတို့ရမအင်းတွင်ရှိတော့ဒီလုပ်ငန်းလုပ်နေရပေမဲ့အင်းတကြီးသားသမီးတွေလိုပွဲရအောင်ငါသားသမီးတွေကိုပညာသင်ပေးချင်တာကြီးမောင်တော့ငါဆန္ဒပြည့်အောင်ဖြည့်ခဲလို့တားတို့ခေါ်တယ်ကိုဝန်းမောင်မမစင်ကကြီးမောင်စာမင်းပွဲအောင်ကြောင်းအဖေကိုပြောပြစင်ကကိုဝန်းမောင်ကယခုလိုပြောခဲ့သည် သူမသိခင်သားပွဲရသည်ကိုတည်သွားရ၍မချီကျင်납ပါတော့လဲသားကြီးဤပွဲနှင်းသဘင်ချက်ပွဲကိုတော့တက်ရောက်ရန်မချီစိတ်မတင်နိုင်တော့ပါအကြီးကြီးချန်နေဝင်လာသူကမငိန်သူထိုင်နေရခုံထဲမှာလာရောက်ထိုင်သည်ဘာကိစ္စလဲမငိန်ကန့်ကိုရီပွင်နှုံးကရောဇပဲရီပွင်နှုံးကရောကျမကိုအကြီးပေးတယ်အခုတပြေခက်လဲကျမကိုပေးပါမာဂျီသည်အံ့အားတင်နေသည် တပြေခက်များသူတို့ရွာမှာဖျားတင်လင်ရှိသည့်အိမ်ကတောင်းယူ၍ခူးကဖျားတင်ကြသည်မဝဲရပါမှငယ်ရဲ့ဘာလို့ဖို့လဲကျမစီဘီဖောက်တယ်ပြီးမှာပေါ့ပန်းကျွန်တော်ကတစင်ဖြစ်ဖြစ်ကြောင်းကုန်းကတစင်ဖြစ်ဖြစ်ရန်ကုန်ပို့ရင်ရတယ်အကြီးတို့အပင်ကတပြေကြီးတွေတခြားအသေးဆိုရင်15အကြီးရဲ့အကြီးတို့အုံသီးရောဘယ်စင်းရလဲဦးအောင်ကြီးတို့စီလာကောက်တဲ့လူတွေနဲ့အကြီးပေးလိုက်တာဖောက်တယ်စီ၁၀ချက် အမလေးရန်ကုန်မှာတလုံး25 30တည်ရလားဝါဝင်ဝါထွက်အုံးလဲချိန်ကြွမီကောင်းရင်60 90ရတယ်အင်းလေးကောက်တဲ့လူကလည်းဈေးနဲ့ပါနဲ့အဆင်ဆင်သွားရတာဆိုတော့အကြီးတို့စီကယူတော့ကောက်စီးနေတာပေါ့ဘယ်နဲ့တပြေခက်ပြီနော်မငယ်ပါတာချိုးယူပေါ့တက်နိုင်ပါတယ်မောင်ကြီးပါခေါ်တက်ခိုင်းမယ်အကြီးကတော့ဟန်ကြနေတာပဲကန့်ကောစပယ်အုံးတရက်တွေနဲ့ဝင်ငွေကိုမပြတ်ဘူးတို့ငငယ်ရုံးကကန့်ကောဝင်ချင်းစပယ်ဝင်ချင်း ဘသူမှဝယ်မပန်းရပါဘူး။တောက်ခူးပြီးပန်းကြတာ။အကြီးကြီးကလည်းအိမ်ထဲကမထွက်ဘူး။မငယ်တို့ကပန်းကြံတော်နဲ့မဥပင်မဲ့ပို့တာ။ရန်ကုန်မှာမှော်ပြီးတို့အင်းစိန်တို့ကမာရွတ်တို့မှာဇဗယ်ရီစိုက်ပြီး အပွင့်ဖောက်တယ်ပေးရတယ်။ရန်ကုန်မှာဆယ်ပွင့်ပါတကုန်းကိုငါးချက်လောက်ပေးရတယ်။ဖျားကြီးတကယ်လားမငယ်။ဟုတ်ပါတယ်။ဒါကြောင့်ကျမဇဗယ်ဘူးတွေညနေဘက်ခူးသည်။ပန်းကြံတော်နဲ့မဥပင်ပို့တာ။ရန်ကုန်လောက်ဈေးမကောင်းပေမဲ့ဈေးရပါတယ်။ ရန်ကုန်သားနင်းရဲ့အကြီးကြီးစပယ်တွေကျမယူပြီးဖောက်တယ်ပေးတယ်။အကြီးကြီးတထေးဖြစ်ရော။မငယ်ကလည်းအင်းမရွာသူ ပန်းတဲ့အနေနဲ့သူ့ကုံသွဲရေးအစီအစဉ်ကိုတင်ပြသွားတယ်။နော်အကြီးကြီးတပြေးလဲတပတ်တစ်ခါလောက်လာခုမယ်။အေးအေးတောင်းမယ်နော်။မငယ်သည်နှုတ်ဆက်ကားထားသွားသည်။အကိုဖြစ်သူကလှိမ့်တစင်းနဲ့မငယ်တို့မောင်နှမမုံမလင်းခင်ကပန်းတွင်တည်တီးဝလန်းနေတင်ကပန်းတနော်သွားကြသည်။ သူ့ဖို့မကြီးဘဝမှာအကြီးကြီးဘဝကိုသာရောက်လာသည်ဒီလိုများစပယ်ကန့်ကောပန်းတွင်တပြေခက်တွင်ဈေးကောင်းလိမ့်မည်ဟုသူမတွေ့မီသွားလေသူဤရွေချက်ကိုနာမလဲအခုတော့အမေကအုံးတပင်ဆိုင်ရင်လင်းတယောက်ရတယ်လို့ပဲဟုပြောခဲ့တယ်လို့အုံးပင်ကလည်းဝင်ငွေမနေတရက်ကလည်းရသည်ပန်းတွေပါပေါင်းတော့တစ်နှစ်ဝင်ငွေမှာ သူ့အင်္ဂလိပ်မီးဖို့စီဖူလုံယုံမကပူရှန်သည်ကိုဝင်းမအောင်ရှာခဲ့သောငွေတချို့ငချောက်ပေးပေး၍ရသောငချောင်းများကို ကိုဝင်းမောင်ဆံများနဲ့ရန်ကုန်ပို့တီကလည်းဝင်ဝင်ရှိသည်။တာကြီးကိုကြီးမောင်အင်ဂျင်နီယာအဖြစ်ဆံမြောင်းမှလုပ်ရင်ကမိမရကအညာဘက်ပြောင်းသွားသည်။တာလက်ကျင်းမောင်ကဝယ်မယူ။ပထမနဲ့ဝိဇာရန်ထွေ၍နိုင်ငံခြားတင်ပေါ်လိုက်သည်။တာငယ်ဆံမောင်ကကံယိုရန်တင်ပေါ်သာမကြီးမုံကတော့မဥပင်မအကြောင်းစရာနဲ့ရနေသည်။အမေနေမကောင်းရင်မှားပါတဲ့စကားတော့ဆိုသည်။သမီးလေးရတော့ကသမီးလေးကိုကြည်က ဝဝဖြူဖြူလှလှလေးမို့စားတက်ရမလို့မိမပြီးသားဖို့ပဲလိုသည်ဟုထင်မြင်ချက်ပေးခဲ့သည်မိမတို့ဥစ္စာသည်အစင်းရုပ်ဝါမဟုတ်ပါလားယခုတော့လည်းအစင်းလာတော့စောစောလင်းရသည်သူမိခင်အနေနဲ့မိမပြီးသားဖို့တင် जा ပေးသည်ကလည်းယောက်ျားကို ပြူစုဖို့ဖြစ်လာသည် သူအနာမှာတမီလီကတူတူဖို့ဟူသူစိတ်ကူးရင်ခဲပေးမယ်။ယခုတော့တမီလီကအဝေးမှာတမီပြောစကားလိုပဲနေထိုင်မကောင်းရင်တော့တမီပြေးလာကြံကောင်းပါရဲ့။ အမေရင်အမေသက်80ပြည့်မှာကိုကြီးကိုလန်းနဲ့မောင်လေးတို့အင်းမကိုလာနိုင်အောင်စီစဉ်နေတယ်။မဥပင်ဝင်ပြီးသမီးကိုခေါ်မယ်။သမီးတို့အားလုံးလာကြတော့မယ်။နီးမလာမယ့်ရက်ကိုအကြောင်းကြားမယ်။ကျမချမ်းသာပါစေ။သမီးကြည်မုံ။သူသက်80ပြည့်ကိုတာသမီးတို့တတိတရလာကြတော့ကြမတယ်။အမေဆိုဒီကိုသူတို့ရင်ထဲရှိနေသေး၍စဖက်ရင်မျက်ရည်ကြမိသည်။ဝမ်းသာ၍ကြတော့မျက်ရည် တို့လာရင်ဘာကျွေးရဘာပေးရပါမလဲ။နှွေဦးပေါက်ဆိုတော့တရက်ကကင်းစားရှိတယ်။ကန်းကော်တော့ပွင့်ပြီ။ကန်းကော်ပန်းတွေလက်ဆောင်ပေးရင်တို့ကြိုက်ပါမလား။အုံသီးတွေကတော့အစင်သင်။အုံသီးတွေပေးရင်ကောတို့ယူပါမလား။ရန်ကုန်မှာတလုံး60-80လို့မငယ်ကပြောသည်။ရှားပါပစ္စည်းမို့အလကားရတော့ချန်ထွက်အုံသီးပေးလိုက်ရင်တို့အလေးခံသေးပါမလား။အမေကြီးတွေ့လိုက်ရတာ။နိုင်ငံသားတင်မောသားကျင်မောင်မဲအပေလို့တည်။ မချင်းမုံကလည်းခင်ပွန်းတဲ့ကြောင်းလာခနေသည့်ဆို၍အမေချန်ခဏခဏငွေတောင်းသည် အမေကငချောင်းငချန်လဲမအူပင်ကနီးလေတော့သမီးစီပိုးရသည် အငယ်ဆုံးသားတွေကလည်းကံယူရန်တင်ပေါ်သားဆိုတော့တိတ်မစားသာအမေပို့ပါအောင်ဆို၍အမေခဏခဏငွေပိုးရသည် ကိုလတ်လိုနိုင်ငံခြားတင်ပေါ်လိုက်ရမှာ ကျွန်တော်မိမယူမယ်ဟုသားတွေကပြောသည်တင်မောင်နဲ့ဆမ်းမောင်မိမရရင်လဲတင်ကြောင်းပေးရအောင်မြင် တာကြီးကြီးမောင်ဆယ်မြောင်အရာရှိဖြစ်သောဇဂိုင်းသူနှင့်လက်ထက်တုံးကအမေဒီတာရှင်ဖြစ်၍လက်ကောက်နှယံတကြက်သားရွှေဆွဲကြိုးတကုံနှင့်စိတ်နကက်ကတော့တိတ်မကြည်လှသူကိုဝန်းမောင်နှင့်လက်ထက်စင်က အမေပေးသောခန်းဝန်ပစ္စည်းပါပဲလက်ကောက်နှယံကလည်းတယံတကြက်သားကြီးရှိသည်တာကြီးလက်ထက်ပွဲတုံးကသူမသွားနိုင်ဦးတန်းအောင်တို့လင်းမရပဲတွားရောက်တောင်းယူပေသည်ယခုသူတို့လာကြတော့မြင် မငယ်ကမိဖို့မှလာ၍ကူချက်ပေးသည်သူတို့တွင်စီမရှားပါလာတော့ငရံ့ဦးချက်ပဇွန်တုတ်ကြီးစီပြန်ငမင်းရင်မီနေကမွန်ချင်ရွက်ချင်ရင်ငဘတ်ငပိကောင်းချက်တို့စီရဆုံဆုံလှုပ်ထားသည်ငမင်းရင်ဆိုတာကရန်ကုန်မှရွှေအကြီးကြီးရဲ့သူတို့လာစစ်မစားနိုင်ပါဘူးထောက်ကြောတယ်ငကြံကိုရန်ကုန်မှငမင်းရင်ဆိုပြီးရောင်းတာဒါတော့600 900ရှိတယ်အကြီးကြီးရဲ့ မငယ်ကရန်ကုန်နဲ့အင်မာကူနေ၍အဆုံးသတင်းပေးသည်။အမေကတော့အချိန်နည်းနည်းလေးနောက်ကျသွား၍စိတ်မကောင်း။ဆောင်းဦးပေါ့ဆာကဆိုငရက်ဦးထူထူကြီးတွေရသည်။ခုလဲဆိုတော့မဆိုခရမ်းသီးနှင်ချက်ပေးလိုက်သည်။ငရက်ခြောက်တွင်နှစ်ပိတ်သားစီအိမ်နှင်ချုပ်ထားသည်။သူတို့လာကြပြီ။အမေချန်လီမှာဇပယ်နှင့်ကန်ကောရနန်းချက် အမေမြတ်တာရနန်းကပိုးတင်ပြန်နေသည်။သားသမီးတွေဝိုင်းဖက်ကြအမေမျက်ရည်ပေါက်ပေါက်ကြသည်။ ကိုဝင်းမောင်ရင် ရှင်သားသမီးတွေပြန်လာပြီသူသည်သွားလေသူကို တာကရှိုက်ကြီးတငယ်ငုံမိသည်မချင်းမုံကလည်းငိုသည် အမေကလည်းသားတို့နဲ့တွေ့ရင်ရပြီပဲမငိုပါနဲ့ဝမ်းသာပါသားကြီးချီမောင်ကအမေကိုဖယ်၍ချော်သည်တင်မမက ကိုဝင်းလာရင်နေလို့လိုက်မလာနိုင်မို့အမေဇနီးတဲ့မပါလာသည်ကိုပြောပြနေသည်သူတို့အားလုံးထမင်းဝိုင်းထိုင်တော့အမေကြီးနူးနေသည်ငယ်ငယ်ကဇလုံးလေးတွေကိုစီနေ ကြဝိုင်းတတ်တတ်ကြွေးရသောသာသမီတွေချမင်းဝိုင်းကိုအမိပြန်၍မြင်ရောက်လာသည်ဒီတုန်းကဟင်းတယောက်တစ်ဖက်ထဲပေးလင်သားထွေးဆမ်းမောင်ကအရင်ကုန်၍အမိကိုလာတောင်းတတ်သည်ယခုတော့လည်းကောင်းမဖို့သူတို့စီမှစားရခဲ့သောဟင်းရများကိုစားလိုက်ကြသည်မှ အမိကျေနပ်စရာပါပဲစားပြီးတော့အင်းရှိခမ်းဖြာကျော်ပေါ်မှာကောင်းအောင်ကိုစီနဲ့လှရင်စကားပြောကြသည်ရင်ွေချံငရဲ့၆ဖုံးနဲ့လက်ဖက်တုပ်ကိုမငယ်ကပြင်ပေးသည် အမေလည်းသူတို့နဲ့အတူဖြားတစ်ချက်ပေါ်မှာအိမ်နေ၍မချင်းမုံကနှိပ်ပေးသည်။သုံးနာရီလောက်တရင်နိုးကြတော့မှ ကောင်းရင်မှဖြားခင်း၍သူတို့ယူလာသောပစ္စည်းတွေပုံထားကအမေကိုကြတော်ကြသည်။ချီမောင်ကချိတ်လုံးကြီးတစ်ထဲနဲ့ပဝါ။တင်မောင်ကနိုင်ငံသားဖြစ်သုံးမွေဆောင်။မချင်းမုံကပါချိတ်လုံးကြီး။စမ်းမောင်ကမုံပုံ။အမေကစူရီပေးလိုက်တာအတန်ကတုံရင်နေသည်။ကိုဝင်းမောင်ကိုပဲတန်ကြာမိသည်။ ကလေးတွေအဖေမြင်ရောက်စေခြင်းသည်အမေလိုရာရှိရင်လည်းမှနေမဆောင်ခင်ကျွန်တော်တို့မဥပင်ပြန်ရမယ်ကြီးမောင်ကစာပြောသည်ဟဲညမအိတ်နိုင်ကြဘူးလားခွင့်မရဘူးမေတင်မမကလေးမျက်နှာမြင်မှကျွန်တော်တို့လာကြတော့အောင်မေကြီးမုံရောသမီးလဲကိုထွန်းတာတယောက်ထဲထားခဲ့ရတယ်မေကြီးမုံကဖြေသည် အမေသည်တပြင်းလေးချလိုက်၏မငယ်မောင်ကြီးကိုလည်းခေါ်လိုက်ပါဟန်စင်ရေလောင်းနေလားခေါ်လိုက်ပါ ကဲငရဲ6ထုပ်တွေလေးစိတ်ထိလိုက်ပို့လိုက်။သားတို့အုံတီးယူသားမလား။ကြီးမောင်တို့ရဲကြသည်။လေးတယ်အမေရဲ့။စမ်းမောင်ကဖြေသည်။သူတို့အားလုံးအမေကိုကတော်ကြသည်။ချမ်းဝချီအမေကလိုက်ပို့သည်။သူတို့အားလုံးသွားကြပြီ။အမေအနာမှာကိုဝန်းမောင်ဆိုက်ခဲ့တော့။တီးပင်စားပင်နဲ့ပန်းပင်တွေပဲကျန်ရစ်သည်။ဟုတ်ကဲ့။ကျမကိုဖျက်ပြပေးသွားတာကတော့ဆ ्याम ကြီးခင်နေယူရဲ့။ လေးချုံမြင့်မို့တောင်းချက်ဖို့ဆိုရဲဝတ္ထုတို့လေးပဲဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်